Ethereum FN ကိုအပင်နာစင်ဝင်းရံခဲ့ရှိကြသူဒေါ်လာမျိုးကပြည်သူညီကိုမွန်နမတို့အားလုံးမင်္ဂလာပါဆ iamma ဂျူရေးသားထားသောကျမရှိသောနိုင်ငံစာအုပ်ထဲကအခန်းငါလေစွမ်းရင်ရေစွမ်းရင်နှစ်အခန်းကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလောက်ကင်းထန်တဲ့အယ်နီညိုလိုရေချောင်းမျိုးနဲ့ခွန်အားကိုတခုခုအကျိုးရှိအောင်အသုံးချနိုင်ရင်ဘလောက်ကောင်းမလဲလို့ရည်စရာတွေးမိပါရဲ့ တောသူအမြင်နဲ့တော့ရည်စရာပေါ့လေဒါပေမဲ့တကယ်သိပ္ပံတကယ်သိပ္ပံပညာတိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ဒါဟာရည်စရာမဟုတ်ဘူးသူတို့တကယ်ကို အသုံးချဖို့စမ်းသပ်တီထွင်ခဲ့ကြပြီလေရင်မြန်ကိုတီထွင်နိုင်တဲ့အကြောင်းတကယ်မသိရသေးခင်မှာတော့လူတယောက်အကောင်းခင်မှာပြန်တန်းသွားနိုင်နေဆိုတာရည်စရာကြီးဖြစ်ခဲ့တာပေါ့အခုလေသမုဒ္ဒရာရေးစည်းကြောင်းတွေကိုအသုံးချပြီးစွန့်ရင်ထုတ်လုပ်တဲ့အဖြစ်ဟာသိပ္ပံပညာအတွက်တော့ ရေးစရာမဟုတ်ဘူးတကယ်လုံးနေကြတာကုန်တယ်တွေလို့ခေါ်တဲ့ trade wound တိုက်ခိုက်ရအပိုင်းတွေမှာ သမောရီယာလိုက်ရဲ့စွမ်းအင်ကိုအသုံးချလို့ရနိုင်တယ်တဲ့အဲ့ဒီလိုနေရာမျိုးမှာစက်ယုံစောက်ကြရမှာပေါ့ဥပမာအဖြစ်သူတို့စက်ယုံစောက်ပြီးစွမ်းရင်ထုတ်ယူနိုင်ရနေရာတစ်ခုကတော့ကမ္ဘာပေါ်မှာသမုဒ္ဒရာရေစီးကြောင်းအကောင်းဆုံးအပြင်းထန်ဆုံးဖြစ်တဲ့ဖလော်ရီဒါရေစီးကြောင်းရှိရနေရပါပဲဖလော်ရီဒါရေစီးကြောင်းဟာနာမည်တော်တော်ကြီးတဲ့ နာမည်ကြီးလားမကြီးလားတော့မသိပါဘူး။ဖလော်ရီဒါဂန်းဂျီဘက်မှာတော့လင်းမုန်တိုင်းတိုက်ရင်ရေတွေကြီးမြို့တွေပြက်တော်တော်ဒုက္ခရောက်ကြတာခဏခဏပဲလို့အန်တီသတိထားမိတယ်။အဲ့ဒီလိုဒုက္ခပေးတဲ့သမုဒ္ဒရာရေစီးကြောင်းမျိုးကို ပြန်အသုံးချရတာဘလို့အကျဉ်းတ်ဖို့ကောင်းလိုက်လိမ့်မလဲ။သူတို့နိုင်ငံတွေမှာရေလိုင်းတွေရေစီးကြောင်းတွေကိုအသုံးချနေကြပါပြီ။ပြင်သစ်ပြည်မှာ1966ခုနှစ်ကတည်းက ဒီအလိုင်းကိုအသုံးချပြီးစက်ယုံတိဆောက်အသုံးပြုနေကြတဲ့တခြားစက်မှုနိုင်ငံတွေဖြစ်တဲ့ကနေဒါဆွီဒင် UK စတဲ့နိုင်ငံတွေမှာလည်းရေစွမ်းအင်ကိုအသုံးချနေကြပြီးရေစွမ်းအင်မှာကိုပဲနှမျိုးသုံးမျိုးရှိနေတာကိုသတိထားမိတယ်။သမီးလည်းသိအန်တီလည်းသိအားလုံးလည်းသိပြီးသားရေစွမ်းအင်ကတော့မြစ်ကိုရေကာတာဆောက်ပြီး လျှက်စစ်တပ်အားထုတ်ယူတဲ့လော်ပီတာလျှက်စစ်တပ်အားစက်ယုံလိုမျိုးဟာပေါ့မြင့်ရဲ့စွမ်းရင်စမ်းကြောင်းရဲ့စွမ်းရင်ဒါတွေကိုလျှက်စစ်စွမ်းရင်ဖြစ်လာအောင်ပြောင်းယူလိုက်တာလီအနေတော့စီမောမရှိသေးတဲ့ရေစွမ်းရင်တခုကတော့စောစောကပြောတဲ့ဒီရေစွမ်းရင်ပဲဒီရေဆိုတာကမ်ဘကိုဝုန်းငနဲ့တက်လာတဲ့အချိန်ရှိတယ်ပင်လယ်သမုဒ္ဒရာဘက်ကိုဝုန်းငနဲ့ပြန်ဆင်းသွားတဲ့အချိန်ရှိတယ် အဲ့ဒီဒီလိုက်အတက်အကြကို အသုံးချပြီးတာပိုင်ကြီးတွေလက်ပတ်စေတဲ့အခါဒီကနေလျက်စစ်စွန့်အင်ရလာတာပါပဲတို့ရဲ့လော်ဘီတာလျက်စစ်တအားရယူဖို့မျိုးခက်စစ်စစ်ပါပဲတခြားစိတ်ဝင်စရာကောင်းတဲ့စွန့်အင်ထုတ်ပစ္စည်းတစ်ခုကတော့လေပါပဲဟုတ်တယ်တို့အသက်ရှူနေတဲ့လေဟာအပူချိန်မညီမျှတဲ့အခါမှာလေစီးကြောင်းလေတိုက်ခတ်မှုတစ်ခုဖြစ်လာတယ်လေအဲ့ဒီလေရဲ့ဒုံအားကိုအသုံးချလိုက်တာပေါ့ windmill လို့ခေါ်တဲ့လေယာဟကြီးတွေကိုရုပ်ရှင်တွေထဲမှာသတိမြင်ဘူးပါပဲ။ဟောရှေးခေတုန်းကအဲ့ဒီလေယာဟကြီးတွေနဲ့ကြိတ်ခွဲဆက်တင်းတင်းလေးတွေတီဆောက်ခဲ့ကြတယ်။မိသားစုအသေးစားစက်ယုံကလေးတွေပေါ်သတိရဲ့။စံကြိတ်တယ်ဂျုံကြိတ်တယ်အဲ့ဒီတုန်းကသုံးခဲ့တာကလေစွမ်းရည်နဲ့ဆက်အောက်ကိုယူတာပေါ့။အဲ့ဒီတုန်းကလေယာဟရဲ့ဒလက်တွေကလည်းခတ်သေးသေးပါပဲ။တို့စီမှာတချို့မြို့ရွာကလေးတွေမှာအဲ့ဒီလိုလေရဟမျိုးသုံးခဲ့ကြဘူးတယ်လို့အန်တီကြားမှုရယ် ဒါပေမဲ့အန်တီငငယ်ကနေခဲ့ဘူးတဲ့ဒေတာပဝင်းချင်းမှာတော့မတွေ့ဘူးဘူး။အဲ့ဒီတွေ့ဘူးတာကတော့ရေရဟတ်ပဲ။ရေရဟတ်ဝါတန်မေလ်ကိုတော့နေရတော်တော်များများမှာတွေ့ဖူးတယ်။လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကကြောင်မဲကိုသွားလေတော့ကြောင်မဲမှာရေရဟတ်သုံးနေသေးပဲ။လဲနေတဲ့ရေရဟတ်ကိုအန်တီတွေ့ခဲ့ရတယ်။စံကြောင်းကလာတဲ့ရေကို ကိုရှောင်းဝင်းထဲကိုတွေ့ယူပြီးကိုအိမ်မှာရေတလက်တိဆောက်ပြီးစွန့်အင်ယူထားတာပေါ့။ ကိုရင်ထဲကရှောင်းကလေးကိုမြောင်းပေါင်ကွန်ကရစ်နဲ့အကြအနလုပ်ထားတာရှစ်စရာလေးသမီးရဲ့ဘဲကျိတ်တဲ့ဆက်တစ်ခုလို့ထင်တယ်ရုပ်ရှင်တွေထဲမှာဟိုတုန်းကသင်္ဘောကြီးတွေရေရဟတ်ဘိန်းတွေတက်ထားတာတော့သမီးခဏခဏမြင်ဘူးမှသေးကြတယ်။ရေကိုတွန်းယူပြီးရှေ့ကိုရက်ခိုင်းတဲ့သဘောမျိုးတုံးတာလေ။အဲ့ဒီရေရဟတ်မျိုးကိုရေနဲ့ရှောင်းတဲ့နီးတဲ့ဒေသကလူတွေအခုထိနေရအနှံ့သုံးနေကြတော့မယ်။အမေဂျပန်ဒရိုက်တာကြီး ကိုရိုဆာဝါရိုက်ခဲ့ dream မြို့ရှင်ကမှအဲ့ဒါမျိုးထည့်ပြထားတာတွေ့လိုက်တဲ့သမီးရင်တေယွာလို water mill တွင်နဲ့ဆန်းကျောင်းဘေးကရွာကလေးလေးတိတ်လှတာပဲရေရဟတ်ကြီးရရဲ့အမှုပညာနဲ့အလှကိုအမိအယထည့်ထားတာအဲ့ဒီမျက်စိနဲ့ဆွဲကြံနေခဲ့တော့တာပဲခက်ညားတာကိုပြရတဲ့ရွာကလေးလို့သာခေါ်ဖို့ကောင်းတော့တာပဲတချို့နိုင်ငံတွေမှာအလဲခိလူမှုရေးနဲ့ယဉ်ကျေးမှုကိုပြတဲ့မြို့ကလေးတွေအနေနဲ့ပြနိုင်တော့တာ ကြံတဲ့ဒေသမှာကစမှုစွမ်းရင်သိထုံးကားနေတော့လူတွေဟာဟိုတုန်းကဘလို့နေထိုင်လှုပ်ရှားခဲ့တယ်လဲဆိုတာအဲ့ဒီကလူတွေမသိတော့ဘူးပေါ့ဥပမာဟိုတုန်းကလူတွေဟာ အဝိရှော်တဲ့အခါလက်နဲ့ရှော်ကြတယ်ဒါကိုဒီခေတ်ကလေးတွေမြင်သာအောင်ပြရတဲ့ယူအာရီမျိုးတွေမှာအဝိရှော်ခုဆိုတာဒါပဲလို့ပြထားရတယ်ဟိုခေတ်ကမောင်းထောင်းစံဖို့ဘလို့လှုပ်ကြလဲသိအောင်အဲ့ဒီပစ္စည်းတွေကိုပြထားရတယ် အဲ့ဒီလိုစီမှာတော့ဂုံယူစရာတစ်ခု ဖြစ်သွားတာကနိုင်ငံမှာဆက်အသုံးနဲ့လက်အသုံးနှစ်မျိုးရှိနေတာတစ်ဖက်မှာအဝစ်ချောဆက်အဝစ်ချောက်အပူငွေ့ဆက်ပေါင်မုတ်မီးကင်ဆက်ပုံလဲဆက်စသဖြင့်မြို့ပြမှာသုံးနေကြသလိုအဲ့ဒီမြို့ပြထဲမှာပဲအများစုသောနေရာတွေမှာလက်နဲ့အဝစ်ချောနေတဲ့ရေရင်းအနီးမြေရှောင်းအနီးမြင်ကွင်းတွေရှိနေစေဆန်ဖော့ဆက်ရှိတဲ့ဒေသတွေမှာပဲကိုတိုင်မောင်းထောင်စုံကလေးတွေကိုအိမ်ဝန်းထဲမှာတွေ့နေရတယ် ဒီရောရလူမှုဒလိပစ္စည်းလေးတွေဟာမျက်စိအောက်မှာအများကြီးရှိနေပြန့်ကျဲနေတဲ့အခါမှာမသိသားဘူးသမီးရဲ့ရှားပါလာတဲ့ခေကြမမြင်ကျင်လိုက်တော့လို့ပြန်တန်းတမိတတ်တာကိုကအဲ့ဒီခေတည်းပြန်မတော်ကျင်တော့တာကတော့တပိုင်းပဲပေါ့အဲ့ဒီပစ္စည်းနဲ့အတုံးရဲ့အပြန်ဘက်ကလေးလာသူ အဖြစ်ပဲမြင်ကျင်လာမျိုးအဲ့ဒီအတုံးထဲမှာကိုပြန်းချင်းနှိရှင်နာမျိုးတော့မဟုတ်ဘူးပေါ့ဒီလိုတော့လေကိုတက်တာရာကိုတော့ရွေးတက်သားနော် တခါတခါအန်ဒီဆန္ဒရှိမိတာတော့အမှန်ပဲငငယ်လုံးကတွေ့ခဲ့မြင်ခဲ့ရတဲ့အစီအစဉ်ကြီးမှာကိုယ်တိုင်နှမ်းငွေမြေပဲတွေထည့်ကျိတ်ပြီးထွက်လာတဲ့ဘာမှမရောတဲ့ဆုံစီစစ်စစ်တန်းတန်းကလေးရဲ့အရသာနဲ့မွှေးရနံကိုပြန်လွှမ်းပြီးအဲ့ဒီအစီအစဉ်နဲ့စီသွားချိပစ်လိုက်ရှင်တဲ့ဆန္ဒပေါ်တမိမသိလို့အခုတလို့အန်ဒီကစားရတောက်ရဒါရီအပေါ်စိတ်မကျေနပ်တဲ့အခါကိုယ်တနိုင်ဆက်ပြူးရီကိုယ်တနိုင်စားသုံးပစ္စည်းလေးတွေနဲ့နေကျင်သွားတော့တာဆလဲ့ရက်တွေ ဆလက်ရွက်တွေကစုံရက်ကစုံရွက်တွေကိုကိုဟာကိုတန်တန်လေးစိုက်စားကြနာမျိုးပေါ်သမီးရင်သမီးတို့ကတော့အစည်းဆုံးဆိုတော့ကိုရုပ်ရှင်ထဲမှာတော့မြင်ဘူးရလားမသိဘူးသမီးတို့ခေရုပ်ရှင်တွေမှာကတော်တလေးကိုထင်ဟနိုင်တဲ့ဇာကားမျိုးရှားမှာကိုအများအားဖြင့်မြို့ပြနဲ့တိုက်ခန်းတွင်မြင်ကွင်းတွေပဲမြင်ရမှာပေါ့လေအန်တီငငယ်ကတော့မမတ်ရရ ငါညီငါမြေငါအမေဆိုတဲ့ဇာတ်ကားထဲမှာ စီစုံကိုမြင်ခဲ့ရတယ်။နွားနဲ့လှည့်ရတဲ့စီစုံကြီးမှာ နွားကိုရှတိကာလဇပန်ကာလတော့မသိတော့ဘူးတိန်းသွားလို့ညွန့်ဝင်းကနွားနေရာမှာ ဝင်ပြီးစီစုံလှည့်ရတဲ့ပြက်ွက်ကိုတော့အနီမှတ်မိနေသေးတယ်။လေရဲ့စွမ်းရင် ရေရဲ့စွမ်းရင်ကိုသုံးပြီးဆက်ပစ္စည်းတစ်ခုခုလဲပက်စေဖို့မလုပ်နိုင်ခင်မှာလူတွေဟာနွားကျွဲလူစတဲ့တက်ရှိရဲ့ခွားတွေကိုသုံးပြီးဆက်ပစ္စည်းလဲပက်စေခဲ့ရတာ။ ဂျာရီဟာဒီခေတ်နဲ့ဆက်ဆက်ကြည့်ဖို့အဆင့်ဆင့်ပြောင်းလဲထုတ်တဲ့ရှင်အရှိကံသဘာဝအဖြစ်သိထားစီရပါပဲ။တချို့စီဇက်ဂျုံဇက်တွေဟာစောစောကအန်တီပြောတဲ့ windmill နဲ့ watermill ကိုအသုံးခဲ့ကြတာပါ။အခုခေတ်မှာတော့အဲ့ဒီ windmill watermill အရှိကံသဘောကိုပဲဤပညာနဲ့ထပ်ပေါင်းဆက်ပြီး wind energy plant တွေ power station တွေတိဆောက်အဲ့ဒီကနေရက်စစ်စွာအားတွေထုတ်နေပြီးကနီးလေဆွမ်းရဲ့အကြောင်းနည်းနည်းပြောပြခြင်းနဲ့ လေဟာဘယ်တော့မှမကုန်နိုင်တဲ့စွမ်းရည်ထုတ်ပစ္စည်းတစ်ခုပဲလို့တွေးလာရတယ်။မြင်ဘူးတဲ့ဝင်းမေးတစ်ခုကိုအာယုံထဲမှာ အစာပေါင်းများစွာပွားပြီးအကြီးကြီးအမြင့်ကြီးမြင်အောင်ကြီးလိုက်။အဲ့ဒါလေစွမ်းရည်ထုတ်ယူဌာနကြီးဝင်းဖန်ပါပဲ။ဝင်းမေးမာရုံကစက်ကြာလှဲ့တဲ့ဒလက်ကြီးတွေဟာ၃၄ပေချီချင်ရှိခဲ့မယ်။အခုဝင်းဖန်ကဒလက်ကြီးတွေဟာတစ်ခုကိုပေး200 300 400လောက်ရှိတယ် တလက်တွေးရဲ့ပုံစံကလည်းအမျိုးမျိုးပေါ့ရေပြင်းကြီးအတိုင်းလဲတဲ့တလက်ထောင်းလိုက်ဒေါင်းလိုက်လဲတဲ့တလက်စသဖြင့်လေရဲ့တိုက်ခတ်နှုန်းနဲ့ဥတီမှုကိုလိုက်ပြီးစောင့်ကြရတော့ကိုတချို့ကတလက်သုံးလက်ထားတယ်တချို့ဆက်ကတလက်နှစ်ခုပဲထားတယ်ဒီပန်ကကြီးတွေဟာတချို့ဆိုရင်ဆဲတဲ့တိုက်တွေလို့မြင်နေ တမင်းမျက်စီထဲမှာရန်ကုန်ကအထက်20တိုက်ကြီးတစ်ခုလောက်အမြင့်ရှိတဲ့ဘန်ကအကြီးကြီးတစ်ခုကိုမြင်ကြည့်လိုက်ပေါ့ကွယ်အဲ့ဒါလေယာလျက်စစ်ထုတ်လို့ရဘန်ကတိုင်ကြီးပေါ့လေဆွေရင်ဆိုင်ရာနီးပညာဟာလေရုညဉ့်ညံ့မှုလုံးဝမဖြစ်စေဘူးတတော်တန့်စင်တဲ့ဆွေရင်ထုံနီးတစ်ခုပါပဲလောင်စာဆွေရင်ပစ္စည်းလို့ကာဗွန်နိုင်အောက်ဆိုက်တို့ဆာဖာတိုင်းအောက်ဆိုက်တို့မထွက်ဘူးသမီးရဲ့တို့လိုတဲ့လေတိုက်ခတ်နှုံးရှိတဲ့နေရာတွေမှာစက်ယုံဆောက်လို့ရတယ် ကုန်ကြစည်းတော့များမှာပေါ့ကွယ်လေထန်နဲ့ကုန်ပြေဒေတာကန်းချီဒေတာတွေမှာ wind energy ထုတ်ဖို့တင့်တော်တဲ့နေရာတွေပေါ့လေတိုင်လုံးကောင်းတယ်လို့ပြောလို့ရဖို့တနအီကို7မိုင်7မိုင်လောက်လေအချင်း wind speed ရှိရမယ်ဒေကောင်းတဲ့လေတိုင်ထုံးကတော့တနအီကို16မိုင်ရှိရမယ်အကောင်းဆုံးဆိုတဲ့နေရာကတော့တနအီ19မိုင်တိုက်ခိုက်နှုန်းရှိတဲ့နေရာပဲဟဲ့အမေရိကန်နိုင်ငံမှာမြောက်ပိုင်းကယ်လီဖိုးနီးယားနဲ့ တက်ဆက်နေရီဟာလေတိုင်းထုံကောင်းတဲ့နေရာပြန့်ကျဲတဲ့ဒေသတွေဖြစ်လို့အဲ့ဒီမှာဝင်းဖန်လို့ခေါ်တဲ့လေဆွဲရင်ထုတ်စက်ကြာရဟတ်ကြီးတွေအစုအဝေးနေကြီးတိဆောက်လို့ရတယ်။ကယ်လီဖိုးနီးယားမှာလက်ရှိအသုံးပြုနေတဲ့စက်ကြာရဟတ်စင်တွေတပေါင်းကျော်ရှိတယ်။စွဲရင်ထုတ်နေတယ်ပေါ့။ကမ္ဘာလေဆွဲရင်သုံးလျှက်စုစုပေါင်းရဲ့၄ဘုံ၃ဘုံလောက်ဟာကယ်လီဖိုးနီးယားကထုတ်နေတာပေါ့။ လေဆွေရင်တော့လျှက်စစ်ဆက်ယုံကိုအိန္ဒိယမှာလည်းအစီအစဉ်တွေမြန်မြန်အကောင့်အထည်ဖော်နေပြီးငကိုကလေးကဝန်းမဲတွေကြက်ကြဲပြက်ပြက်သုံးခဲ့တဲ့ဒိန်းမတ်တို့네덜란드လို့ဆိုပြောမနေနဲ့တော့လေဆွေအတော့လျှက်စစ်ဆက်ယုံတွေမှာအများဆုံးတွေ့ရတဲ့မကောင်းအကျိုးတစ်ခုကတော့ငှက်တွေရာနေရှိပြီးဒေကုံလာတဲ့ဟုတ်မှာပေါ့သမီးရေလေအချိန်နဲ့ဒီဒလက်ကြီးတွေလဲပတ်နေတဲ့အခါအဲ့ဒီဒလက်တွေကိုဝင်းတုံးမိတိုက်မိရဲ့ငှက်တွေ တေးချီပစ္စည်းရောက်မှာပေါ့ဒလက်နဲ့ဓာတ်ရိုက်မခိုက်မိရင်လေလေပတ်နေတဲ့ဒလိန်ကြီးတွေကျိုးတွေနဲ့တိုက်မိကုန်ပါပဲဓာတ်လိုက်ပြီးဒေတာတွေလည်းပေါတာပေါ့ဘဝင်းချင်းထင်းသေးသမားတွေကအငိမ်မနေပဲမှတ်ချမ်းပြုစုထားတာကိုသမီးရဲ့မှတ်ချမ်းအရာသူတို့တင်ပြလိုက်တဲ့အခါအရေးအတွက်ဟာသတိထားစရာ ဖြစ်လာတာပေါ့ကယ်လီဖိုးနီးယားကလေးဆွဲအသုံးဖျက်ဆစ်ဆက်ယုံနေရာတစ်ခုထဲမှာနှစ်နှစ်စာလေးလာရတဲ့လောက်တော့ တန်ရာရတဲ့ငှက်တွေတွေကနေ900လောက်ဒီကုန်တယ်လို့ပြောတယ်။တရဝါရီသေးတယ်ဆိုတော့မကောင်းပေမဲ့လစ်လူရှုတင်လို့ရှုရတာတွေလည်းအများကြီးပဲမဟုတ်လား။ရရလျက်စစ်စီမံကိန်းဆက်ယုံနေမှာရောတရဝါရီမသေးဘူးလို့ပြောနိုင်မလားကွယ်။မြစ်ကိုပိတ်ဆို့ပြီးစောက်ထားတာပဲ။အောက်ဖက်ကရေထဲမှာငါးရီပစုံတွေဒုက္ခရောက်မှာအသေးစားပေါ့။ငါးရီပစုံတွေလွတ်လွတ်ကျွတ်ကျွတ်ကူးတတ်မှုလမ်းပေါ်တော့လုတ်ပေးဖို့ရနိုင်ပြီလို့ကြားတယ်။ ဒါကို retrofitting လို့ခေါ်တယ်။နောက်ပြီးရေလွှမ်းမှုမှုဖြစ်မဲ့တင်းနာဆိုင်ခင်းတဲ့တလိပ်ဆန်တွေဒုက္ခရောက်မယ်။လုပ်ငန်းတစ်ခုတစ်ခုမှာဘေးထွက်မကောင်းကျိုးကတော့ရှိတာပါပဲ။ဒါပေမဲ့တစ်ဖက်မှာကဒီ alias နဲ့ time ရဲ့စမှုနည်းပညာတွေ ထွန်းကားနိုင်နေတာဒါအရေးကြီးတဲ့အကျိုးအမြတ်ပဲ။လောကကြီးမှာတစ်ခုပေးပြီးမှတစ်ခုရတာဟာအစင်အလာပါပဲလေ။ကိုကဘာကိုလိုချင်လဲ။ အဲ့ဒီအတွက်ဘာပေးရမလဲဆိုတာသဘာဝအဖြစ်ရှိပြီးသားပေးလိုက်ရတဲ့ဆုံးရှုံးမှုနဲ့ရလာလိုက်တဲ့အကျိုးအမြတ်ကိုချင့်ချင်နှိုင်းဆဖို့ကတို့ လူသားတွေရဲ့စဉ်ညဉ့်ဉဏ်လိုတာပေါ့တန်တလားတွက်ကြည့်တန်နေဆိုလှုပ်လိုက်ကြရတာကြီးပါပဲရေကားတာတည်တည်လေးတွေဟာပဝင်းကျင် ထိခိုက်မှုနေတဲ့အတွက်တည်တည်လေးတွေကိုဦးစားပေးနေကြပြန်ပြီဒါကြောင့်ပြောတာပေါ့ရေရဟတ်လေးတွေဟာ အခုထိအသုံးတည့်နေတော့မှာပဲလို့ ကြည်နေသမီးရေတချိန်ချိန်မှာပဝင်းကျင်ထင်းသိမ်းရေးကို တိတ်ဦးစားပေးလို့နဲ့အတိုင်းပြည်တွေမှာရေရဟတ်လေးတွေလေရဟတ်လေးတွေပြန်ပြီးခေတ်စားလာအောင်မှာမြင်အောင်ပါသေးတယ်။ပြောရမယ်ဆိုရင်ရေဆွဲရင်နဲ့လျှက်စစ်တွေရနေတဲ့အကျိုးအမြတ်ကိုသုံးနေတဲ့တချိန်ထဲမှာပဲအဲ့ဒီရေဆွဲရင်အတွက်ရေကာတာကြီးတွေတိဆောက်လိုက်လို့မြင်းကလေးတွေလုံနိုင်ချွေများလာတာတွေ့ရပြန်တဲ့ရေကာတာတိဆောက်တယ်ဆိုတာကဘာမြေကြီးကိုတူးရနှဲ့ရဖြဲ့ရထိုးရတာကို တတိမထားတဲ့သူအတွက်ကဘာမှပြီးမမဟုတ်ဘူးတတိထားနေတဲ့သူစစ်စစ်နေတဲ့သူအတွက်တော့ရေကာတာနဲ့မြင်းကလင်းအဆက်ဆက်ရလဟာကင်းကနန်းလေးကိုထွက်လာတာကဘာကျော်ဟူပါရေကာတာကြီးဒီဆောက်ဆကာလာရီမှာဆယ်နှစ်အတွင်းမှာမြင်းကလင်းအသေးစားလေးတွေရှောက်ထောင်လောက်ရှိခဲ့တဲ့ကဲဘယ်နဲ့လုံမလဲနော်ခုလက်ရှိအချိန်တွေအရတော့နှိပညာတွေဟာရေဆွမ်းရင်၃လျှက်စစ်တအားလုပ်ငန်းစီကနေပဝင်းချင်းထိခိုက်ညံ့မှုအတော်နေပါတဲ့ လေစွမ်းရင်သုံးလျက်စစ်ကြားလုပ်ငန်းတွေစီဥတီနေကြပြီပေါ့ဖွင့်ပြောပြီးနိုင်ငံတိုင်းမှာ wind energy စီမံကိန်းတွေကိုတချိန်လုံးဆောင်ရွက်နေကြပြီလေရှိရာလေတိုက်ရာဒေသတွေကိုနိုင်ငံမှာရှိနေတဲ့ပြီစွမ်းရင်အတွက်ပူစရာမလိုတော့ဘူးလေအောင်ကြီးကိုသုံးရတဲ့ solar energy ကမှ နေအောင်နေတဲ့ဒေသတွေမှာအခက်အခဲရှိဦးမယ်အန်ဒီတို့နိုင်ငံကတော့ဆက်ယုံ တိဆောက်ဖို့ငွေရင်းငွေနီးတာရှိခဲ့ရင်ပေါ့လေ နေစွမ်းရင်ရောလေစွမ်းရင်ရောအသုံးပြုနိုင်အောင်နေအသုံးပြုနိုင်အောင်နေတယံဇာတနဲ့နေတယံဇာတပေါများပြီးသားပါလူဒီတာကတော့ငွေနဲ့ကျွမ်းကျင်ပညာရှင်ပါပဲနော်လေဆွမ်းရင်တွေနေဆွမ်းရင်တွေအကြောင်းပြောပြီးတဲ့နောက်မြေကြီးအပူဆွမ်းရင်အကြောင်းပြောပြရအောင်မယ် geothermal energy ရဲ့ဟိုးကဘာမြေကြီးအတွင်းဘွာထဲမှာ mega လို့ခေါ်တဲ့အရေးပြောကြောက်ဆောင်အလွာတွေရှိရတဲ့မြေရဲ့ တမင်းမြန်မာမဲ့ဥပမာတစ်ခုပေးရရင်ရေဘူးစမ်းလိုဟာမျိုးအပူစမ်းကြောင်းတွေဟာအဲ့ဒီအမျိုးအစားနဲ့အဆင်တူတဲ့သဘာဝဖြစ်စဉ်တွေပေါ့ရေဘူးစမ်းတစ်ခုမှာတော့ထုံးတက်များလို့အောက်လွားကရေဟာပူတယ်ပူတဲ့ရေဟာကြောက်လွားတစ်ခုခုကနေထိုးထွက်လာပြီးမြေမျက်နှာပြင်စီ တနည်းနည်းနဲ့ရောက်လာမယ်ဒီလိုမဟုတ်လားအဲ့ဒီရေဘူးစမ်းရဲ့အပူချိန်ဟာ68ဒီဂရီဖာရန်ဟိုက်ထက်မြင့်လာတော့အသေးအချာပေါ့ ဒါပေမဲ့ပုပ်ပွက်ဆူသွားတဲ့အပူချိန်မျိုးတော့မဟုတ်ဘူး။ဒါကြောင့်လေလူတွေဟာရေဘူးစမ်းမှရေရှိုးနိုင်ကြတာပေါ့နော်။အခုပြောမယ့်အပူဆွမ်းရင်ကအဲ့ဒီရေဘူးစမ်းအပူထက်အစာပေါင်းများစွာမြင့်တဲ့အပူပါ။၂၀ degree Fahrenheit ကနေ၄၀ degree Fahrenheit လောက်ထိရှိတဲ့အပူပေါ့။ကဘာမြေတွေရဲ့ဟိုးအောက်ကအေးပြောကြောက်ဆောင်မှားရဲ့အပူဟာအနည်းနာမှရှိတဲ့ရေကိုပူစေတယ်ဆန်းချောင်းကိုပူစေတယ် အဲ့ဒီရေဘူးကိုကဘာပြေကဘာမြေပြင်ပေါ်ရောက်လာအောင်လွန်နဲ့ဖောက်တူးယူလိုက်တာပဲရေနံတို့တို့တူးယူရတာပေါ့ပေးအနေငယ်သာမဟုတ်ပဲဟိုးကဘာမြေကြီးအတွင်းထဲမိုင်နဲ့ရှိပြီးနှက်တဲ့အနက်ထီအောင်ရောက်နေတာသမီးကြီး15မိုင်မိုင်30အနက်ထီအောင်ရှိနေတာအဲ့ဒီအေးပြောကြောက်ဆောင်တွေဟာဘာနဲ့တူမလဲဆိုတော့မီးတောင်ပေါက်ကွဲတဲ့ချော်ယီလိုမျိုးတူမယ် မီရောင်ကျော်တွေမြင်းကလင်းကျော်တွေရှိတဲ့နေရာဒေသမှာဆိုရင်အဲ့ဒီအေးပြောကြောက်ဆောင်တွေဟာကဘာမြေပြင်ရှိရာကိုရွေလျားနေကပ်နေတာပေါ့အဲ့ဒီကနေတူးဖော်ရမယ်ဆိုရင် အနက်အမိုင်အနက်မိုင်ရှိရှိရော့ရော့နဲ့ရနိုင်တာပေါ့အဲ့ဒီကြောက်ဆောင်တော်ကနေရလာတဲ့အပူရည်သို့မဟုတ် အပူငွေ့ကို အပူစွမ်းရင်အဖြစ်ဓာတ်ရိုက်အသုံးချလို့လည်းရတယ်ဒါပေမဲ့လျှက်စစ်စွမ်းရင်အဖြစ်အသုံးပြုကြတာများတယ်တခါတလေစောစောကပြောတဲ့ မက်မောင်အရေးပြောကြောက်ဆောင်ဟာသူ့အနီးကအရေးမပြောနိုင်တဲ့ကြောက်ဆိုင်ကြောက်တုံးတွေကိုပဲပူစေတာမျိုးရှိတယ်။အဲ့ဒီကြောက်ဆောင်ဟာအရေးမပြောဘူး။အပူကြီးအဖြစ်ဆုပ်ထုပ်ယူလို့မရဘူးပေါ့။အဲ့ဒီအခါမျိုးမှာအဲ့ဒီကြောက်ဆောင်ရဲ့အပူကိုမြေပြင်စီကိုအပူဆွမ်းရည်အဖြစ်ရောက်အောင်လုပ်ယူလို့ရတယ်။ဘိုင်လိုင်းတူးပြီးတော့ဖီအားအများကြီးပေးထားတဲ့ရေရီးတွေ၊ခဲစီစင်းစေကြောက်ဆောင်ခဲတွေအပူဒီဂရီ200 300ရှိတဲ့ရေပူငွေတွေကိုပြန်ထုတ်ယူအဲ့ဒီလိုလုပ်ယူကြတယ်။ အဲဒီကောင်နဲ့လျှက်စစ်တအားထုတ်ပြီးသုံးနေကြတဲ့နိုင်ငံတွေတော်တော်များနေပြီအများဆုံးသုံးတဲ့ဒေသဟာထုံးစံအတိုင်း American တီတောင်စုမှာ California ပဲပေါ့1960ပြည်နှစ်လောက်ကလေးကအဲ့ဒီ geothermal energy ကို သုံးနေခဲ့ကြတာတဲ့။ကောင်းတဲ့ဘက်ကကြည့်ရင်တော့ geothermal energy အတွက်မြေကြီးတွေကအပူငွေ့ရည်ထဲမှာတတုဓာတ်တွေအများကြီးပါနေတယ်။ Borax, Potassium, Lithium, Silica တွေနဲ့အတူ ငွေတွေရွှေတွေပါပါတယ်။အဲ့ဒါတွေဟာအဘူကရတဲ့စွန့်ရင်ထက်တော့ပိုးပြီးတမိုးကြီးနေသေးတယ်။အဘူကလည်းစွန့်ရင်အဖြစ်သုံးဖို့ရနေသေးတယ်ဆိုတော့အတိုင်းထက်အလွန်ပိုကွယ်။နယူးမက္ဆီကိုနိုင်ငံမှာအောင်မြင်နေတဲ့ Geothermal Energy စီမံကိန်းတစ်ခုရှိတယ်။မြေကြီးထဲမှာ အနက်ဘေး12000ရှိနေတဲ့ကြောက်ဆောင် Dry Rock အမျိုးအစားအရင်မပြောနိုင်တဲ့အမျိုးအစားစီကိုပိုက်လိုင်းကွယ်ပြီးရေအေးကိုဖိအားများများနဲ့ထည့်သိမ်းပြလိုက်တာ တပူဒီဂရီနဲ့40စင်တီဂရိတ်ရှိတဲ့ကြောက်ဆောင်စီရောက်အဲဒီကနေရေဘူးအဖြစ်ပြန်ထွက်လာတဲ့အခါအဲဒီရေဟာအပူဒီဂရီ200စင်တီဂရိတ်ရှိတဲ့တယ်။တမနဲ့မှာအဲဒီအပူရေကားလန်တရားထွက်နိုင်နေဆိုရင်မစိုးဘူးပေါ့နော်။အဲဒီ200ဒီဂရီစင်တီဂရိတ်အပူချိန်ဟာရေစစ်ထုတ်လို့ရတဲ့အပူချိန်ပဲ။မစားရောက်ဝါကမန်ပြောတာတွေတော့ရှိတယ်။ တကယ်ပြီးပြီးဆုံးတဲ့ geothermal energy တစ်ခါသာရလိုက်ရင် American ပြည်ထောင်စုမှာနှစ်တထောင်စာလျှက်စစ်ဓာတ်တွေရမှာတဲ့တောင်းလိုက်တာဒီအတိုင်းသာဆိုရင် geothermal energy တိဆောင်ရေးစက်ရုံတွေကနေဖြစ်ပေါ်လာတဲ့ဘေးထွက်အာရီတင်ပဝင်းကျင်ညဉ့်ညမ်းမှုနည်းနည်းကိုမေ့ထားနိုင်မှာအမှန်ပါပဲတယ်လီယံမဂ္ဂဇင်း၂000အောက်တိုဘာမိတ်ဆွေတို့နားဆင်ခဲ့ကြရတာကတော့လေဆွဲအင်းရေဆွဲအင်းနှစ်ပဲဖြစ်ပါတယ်ဒီ မိတ်ဆွေတို့နားဆင်ခဲ့ကြရတာကတော့ဆရာမဂျူရီတောက်ထားတယ်။ကျမရှိတော်နိုင်ငံဆောက်ထဲကလေးဆွဲရင်ရေဆွဲရင်နဲ့အခမ်းမဲ့ဖြစ်ပါတယ်။နားဆင်ပေးကြသူကလစ်ကအပေါင်းကိုဒီနေရာကနေကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါရစေ။